င်းလုတ်ပြီးကြရပါဘောနော်ကုထီခေါင်းနေတပတ်လောက်ကြာတယ်ထိပေါ့နော်ခေါင်းနေမူးနေတယ်အဲ့လိုတိုင်းမရေးရေးကြီးဖြစ်နေတယ်ပေါ့နော်အဲ့လိုထိုင်ရကနေထားလိုက်လို့ရှိရင်ခေါင်းကမူးနှောင်းနှောင်းဖြစ်နေတယ်အဲ့လိုဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်မ recommendation လေးပေးပါမယ်အဲ့ဒါကကျွန်မကိုယ်တိုင်လည်းဖြစ်နေလို့ပေါ့နော်ဒါကိုယ့်ဘာသာကိုဒီလိုစာလေးရှာဖတ်ပြီးလို့ရှိရင်ဒီလုတ်တဲ့ခါမှာဒီအဲ့ဒီဟာတက်တာသွားတယ်ပေါ့နော်အစားအဆိုကျွန်မလည်း အလိုထိုင်ရနေထားရတဲ့ခေါင်းမူးနေတဲ့အိယာပေါ်နေနေလို့ရှိရင်အလိုကြီးလေးအလိုငနေလောက်တော့ဒါပေမဲ့လှုပ်နေသလိုလိုကြီးခံစားနေရပေါ့ချိန်လုံးအလိုလှုပ်နေတာလားလှုပ်နေပြီလားအဲ့လိုမျိုး anxiety တွေပေါ့နော်စိတ်လှုပ်ရှားချက်ချောက်ချားတာလည်းအလိုမျိုးဖြစ်နေရပေါ့နော်အဲ့ခါကျတော့ကြာရင်ကြာရင်ကဒီစိတ်ရောကဘာရတော့မယ်ပေါ့နော်အဲ့လို anxiety အဆိုင်ဒီတက်နေတာပေါ့နော်။ကြာရင် depression နဲ့အဲ့လို depression တွေပါဝင်တော့မယ်ပေါ့နော်။အဲ့ခါကျတော့စိတ်ကဲမှာပြရတော့မလို့ကျွန်မကိုယ်တိုင်းလည်းပေါ့နော်။ဘာလို့လဲဆိုတော့အဲ့လိုရေဖြစ်နေတာကြာတော့အဆင်မပြေဘူးလေသိမလား။လူကအမြဲတမ်း၆ချားနေတဲ့အခါကျတော့အဲ့တော့ကျွန်မ အဲ့လိုဖြစ်နေတယ်ဆိုလို့ရှိရင်နီလန်းလေးတွေပေးပါမယ်။အဲ့ဒါဘာလဲဆိုလို့ရှိရင်အရန်လွယ်ပါတယ်။အဲ့ဒါဘာလဲဆိုတော့ဒီ coffee ရေလက်ဖက်ရည်တွေမတောက်ပါနဲ့။ energy drink တွေလည်းမတောက်ပါနဲ့။ caffeine ပါတဲ့ဟာတွေလုံးဝမတောက်ပါနဲ့။အဲ့လိုမတောက်ဖိနေနေကြည့်ပါ။အဲ့လိုဆိုလို့ရှိရင်ဒူဝါလဲပေါ့နော်။အဲ့လိုအဓိကကလေအဲ့လိုလှုပ်နေတယ်လို့ခံစားရတာတွေကလေနောက်ဆုံးတော့ဘာဖြစ်နေလဲဆိုတော့လေကိုယ့်ရဲ့နှလုံးခုန်တိုင်းကြီးဖြစ်နေတယ်။အဲ့လိုကြီးလေ grain လုံနေသလားခုန်ကြီးလုံနေသလားကိုလုံနေသလားအဲ့ဒါကြီးကနောက်ဆုံးတော့ဘာဖြစ်နေလဲဆိုတော့လေကိုယ့်ရဲ့ဒီနှလုံး းခုန်တန်းဖြစ်နေ။အဲ့ဒီ coffee လက်ဖက်ရည်မတောက်လိုက်တဲ့အခါကျတော့လေအဲ့နှလုံးခုန်တန်းကျသွားတဲ့အချိန်မှာဆိုလူကအဲ့လိုမျိုးပေါ့နော်။အဲနေသားထိုင်သားရှိသွားတယ်ပေါ့နော်။အဲ့လိုမျိုးဩဒါကအဲ့လိုမျိုးငါနှလုံးခုန်တန်းရပါလားပေါ့နော်။အဲ့အဲ့ဒီဒီလိုမျိုးခံစားချက်ရရတယ်။အဲ့တော့ကျမက coffee မတောက်တာလက်ဖက်ရည်မတောက်တာပေါ့နော်။လက်ဖက်ရည်ဆိုရင်ကျမက ဒီဆိုင်ဖြော်လက်ဖက်ရည်မတောက်ဘူးအရင်အကြရည်ကြီးတွေမတောက်ဘူးငိုတွေကအအကြရည်ကြီးဆိုငိုတွေကမခံနိုင်လို့အဲ့လိုမျိုးဒီ lip tan ထုတ်တို့ဟိုဟာကိုအိမ်မှာပဲကိုယ့်ဘာသာကိုယ်မှာတောက်တာအဲ့ဆိုဆိုင်ဖြော်လက်ဖက်ရည်တော့မပြင်းဘူးပေါ့နော်အဲ့တော့ကျွန်မက ဒါကော်ဖီမတောက်တာကဒီငနေလို့ပြခဲ့ရရပဲကော်ဖီမတောက်တော့ဘူးဒါပေမဲ့အမနဲ့ဆိုရင်လမ်းအောင်လို့ဆိုအဲ့လက်ဖက်ရည်လေးမာချာလေးတောက်တာပေါ့နော်အဲ့ဒါတော့မှမရဘူးအဲ့တော့အဲ့ဒါတွေပဲဖြတ်လိုက်ရတယ်ပေါ့နော်အခုဆိုလို့ရှိရင်တောက်တယ်ဆိုတော့တောက်တယ်ဆိုလို့ရှိရင်ဒါအယောင်ရမ်းကြနေလို့ဟိုရင်နှွေးချမ်းလေးပဲအဲ့လိုပေါ့နော်အာတိတ်မကြပဲနေရင်နှွေးချမ်းလေးပဲနည်းနည်းထည့်ပြလို့မှာပဲပေါ့နော်အဲ့လိုပဲတောက်ဖြစ်တယ်အဲ့လိုဆိုတော့အဲ့ဒါတောက်တာကော်ဖီမတောက်ဖဲလက်ဖက်မတောက်ဖဲနေတာအရန်အရန်တည်တာတယ်အဲ့လိုမာချာပါမတောက်ပါနဲ့ အရင်တည်တာတဲ့နှလုံးအဲ့အမုံရင်လေးအဲ့ဒီလူကနေလို့ထိုင်လို့မရတော့ဘောနော်အဲ့လိုခြောက်ခြားနေတာဆိုတော့ဒါမှကျမကအခုလက်ရှိကဘန်ကောက်မှာဆိုတော့ဒီလိုမျိုးဒီမန္တလေးလောက်ထိအဲ့လိုမျိုးဖြစ်သွားရတယ်မပါဘူးဘောနော်ဒါပေမဲ့လည်းဒီမှာကြတော့အထက်အမြင့်မှာနေတဲ့အခါကျတော့အမြင့်အနေရလူတွေဒီမှာဘန်ကောက်မှာလည်းအနေရလူတွေတိတ်မသိလိုက်ဘူးအဲ့ဒီ3လေးတန်းလောက်လူတွေကတိတ်မသိလိုက်ဘူးပေါ့နော်ဒီအမြင့်ရလူတွေကပဲအဲ့လိုကြီးဒီဗီဒီယိုထဲမှာမြင်တဲ့အတိုင်းပဲအစာအုပ်ကြီးကဒီလိုလိုလေးလိုလိုလေးရိုင်းနေတဲ့အခါကျတော့အဲ့လိုမျိုး အမြင်ရလို့တွေပဲအဲ့ဒီတိလိုက်တာပေါ့နော်အဲ့တုန်းကလည်းအမြင်ရဆိုတဲ့ခါကျတော့ဒီအဲ့မှာခြောက်ခြားနေရလဲပါတယ်ပေါ့နော်အဲ့တော့ coffee လည်းဖက်ကြီးလုံးဝမတောင်းဘူး energy drink လည်းမတောင်းဘူး energy drink နဲ့ caffeine ပါတယ်အဓိက caffeine နဲ့ဇန်သင်းနေပါတယ်ဟာလုံးဝမတောက်ပါနဲ့အဲ့ဆိုရှင်တော်တော်လေးကိုနေတာထင်တာရှိသွားမယ်ဆေးမတောက်ဘဲနဲ့နောက်တစ်ခုဘာတောက်လို့ရလဲဆိုတော့ဒီ cinnamon လို့မျိုးပေါ့နော် cinnamon လို့ပြောပြီးတော့မှဝယ်လို့ရတယ်အဲ့သူနဲ့အလားတူလေးပေါ့နော်အဲ့ဒီဇင်းနဲ့အဲ့ဒီပါတဲ့ဟာလေးပေါ့နော်အဲ့ဒီဟာလေးတောက်လို့ရတယ်သူတို့တွေကကြတော့သူကဒီ ဗတိုင်ကိုလို့ခေါ်ရပေါ့နော်။နားထဲကဒီနားစီထဲမှာရှိတဲ့ distributor operators လို့ခေါ်တဲ့အဲဟာကိုသူကငြင်စီတဲ့တရားကြောင့်မလို့ဒီလိုမျိုးဒီအဲခြားခြားလေး move နေတာလေအဲ့လို move phantom ပေါ့နော်။မရှိဘဲနဲ့ move နေတာလေလှုပ်နေတာလေ။ အတွက်ဆိုလို့ရှင်လည်းဒီကောင်ကတောင်းလို့ရတယ်ပေါ့နော်ဒါကငိုတွေကလည်းအဲ့လိုမျိုးကားမူးတာဘာမူးတာအတွက်ဆိုလို့ရှင်လည်းဒေးပေးတယ်ပေါ့နော်အဲ့လိုဆိုတော့အခုဒါဆိုလို့ရှင်လည်းအာဒီစေးတောက်လို့ရတယ်ဒါပေမဲ့ جماعه ကအဲ့ဒီငလင်းဆလုတ်တဲ့နေ့ကရဆာပြီးအိတ်ဆန်နရစင်းကိုတရက်30နောက်တောက်တာလုံးဝမတက်တာဟုတ်အရင်ကဆို جماعه အဲ့လိုမျိုးကားမူးတာဖြစ်ဖြစ်ပေါ့နော်ဒီတိုင်းကားမူးတာဖြစ်ဖြစ်အဲ့လိုဆိုရင် جماعه လည်းအရင်မူးတတ်တဲ့ပါတယ်အဲ့လိုမူးရဆိုရင်အိတ်ဆန်တစ်စေးတလုံးတောက်လိုက်တာနဲ့တခါတည်းအဲ့လိုတက်တာသွားတယ်ပေါ့နော်ဒါပေမဲ့ခုကလုံးဝအိတ်ဆေးလုံးဝမတိုးဖြစ်နေတာပေါ့ ော်အဲအဲ့ခါကျတော့အခုအဲ့ coffee တောက်တာရက်လိုက်တဲ့အခါ coffee တောက်မလို့လက်ဖက်ရည်တောက်တာမာချာတော့ပါတော့အဲ့တောက်တာဆိုရက်လိုက်တဲ့အခါကျတော့မှပဲအဲ့ဒီဟာရလုံးဝပျောက်သွားတယ်ပေါ့နော်အဲ့တော့ပြောချင်တာစေးတဲ့မတိုးဘောနော်စေးစေးအဲ့ဟိုတကယ်လို့စေးတောက်ရှင်နဲ့တောက်ပါအော်ဒါဝယ်တော့လို့ရတယ်ဒါပေမဲ့တကယ်ဖြစ်ရင်ကြတော့အဲ့ဒီနှလုံးခုန်တဲ့အရင်မြင်တဲ့ခါကျစေးလည်းမတိုးဖြစ်နေတာပေါ့နော်အဲ့လိုဆိုတော့ coffee တစ်ဖိတ်တောက်တာ shop ပေါ်နံပါတ်1အရေးကြီးပါတယ်နောက်တစ်ချက်ကတော့ um အရင်ဆိုဆိုွားဆိုလို့ရှိရင်တော့ဒီကိုယ့်ရဲ့ anxiety ကိုပြအောင်လို့ဆိုရင် AC တောက်လို့ရပါတယ် AC ဆိုလို့ရှိရင်ဒီ aprazolam diazepam ပေါ့ဒီလိုမျိုးဆေးတွေပေါ့နော်တိရစေးပဲတောက်လို့ရတယ်မဟုတ်လို့ရှိရင်လည်းဒီဆေးရဝယ်ရခတ်တယ်ဆိုတဲ့ antihistamine ပေါ့နော် paracetamol နဲ့ citrulline တို့ဒီလိုမျိုးတွေတောက်လို့ရတယ်ပေါ့နော်ဒါပေမဲ့ကျမကတော့အဲ့ဒီတောက်တာကိုတော့အရင် recommend မပေးဘူးဘာလို့လဲဆိုတော့အဲတခုခုတကယ်အရေးပေါ်ဖြစ်တယ်ဘာညာဆိုရင်ကြတော့လူကသတိနဲ့မရှိနိုင်ဘူးလေသူကတောက်ရင်တုံးကနေအိတ်သွားတာဆိုတော့အဲ့လိုဆိုသတိနဲ့မရှိနိုင်ဘူးဆိုတော့အဲဒါကတော့အလိုပေါ့ နော်အဲအရင်တော့ number 1 recommendation တော့မဟုတ်ပေါ့နော်အဲဒီအချိန်လေးထဲမှာနည်းနည်းပေါ့စိတ်ငြင်းချမ်းနေတဲ့ဆိုလို့ရှင်တော့ဒါလေးတွေတောက်ပေါ့နော်အဲကျွန်မကတော့အမျိုးသားကညဘက်တွေအလုပ်လုပ်တာဆိုတဲ့ခါကျတော့သူခနိုးနေတဲ့ခါကျတော့ကျွန်မအဲရှေ့ရက်တွေတော့အရင်နေစိုးနေတဲ့ခါကျတော့အဲ့လိုတောက်အိတ်လိုက်တယ်ပေါ့နော်နှစ်ရက်လောက်တောက်အိတ်လိုက်တဲ့ခါကျတော့ဒီနေ့အချိန်မှာဆိုတော်တော်လေးလူကအဲ့လို stable ဖြစ်လာတယ်ပေါ့နော်အဲ့လိုမျိုးအရင်ချောက်ချောက်ချာချာကြီးမဟုတ်တော့ဘဲနဲ့ပေါ့ဒီဒီစကောင်တွေကကျတော့လေအိတ်တာအပြင်ကို အလိုအဲ anxiety ပေါ့စိတ်လှုပ်ရှားစိတ်ချောက်ချားတာနောက်ပြီးတော့အလိုပူပန်တာတွေကိုကျတော့တက်တာစေတဲ့အဲစိတ်ပိုင်းဆိုင်ရာအနေနဲ့ပတ်သက်တဲ့စိတ်လည်းဖြစ်နေတဲ့အတွက်ကြောင့်မလို့အဲဒီကောင်လေးတောက်လို့ရှင်ရတော့အလိုမျိုးပေါ့နော်။သူကတော့ဒီစိတ်လှုပ်ရှားစိတ်ချောက်ချားတွေပဲတက်တာသွားလိမ့်မယ်ပေါ့နော်။အဲ့တော့ကုသွားလိမ့်မယ်။ဒါပေမဲ့လည်းဒီအရေးပေါ်တစ်ခုဆိုရင်မနှိုးချမအားတော့ဒါကတော့စိုးရင်ရတယ်ပေါ့နော်။ နောက်တစ်ချက်အနေနဲ့ကတော့တရားလေးမှတ်ပါကိုဘာသာပဲဘာသာပဲဖြစ်နေပါစေဘောနော်တရားလေးမှတ်မယ်ဒါမှမဟုတ်ရှင်လေဒီလိုမျိုးအမ် YouTube မှာဆိုလို့ရှင်လေဒီ guided meditation ဆိုတာရှိတယ်လေအဲ့လိုမျိုးဆိုရင်အဲ့လိုအဲ့ဒီသူတို့ရဲ့အဲ့လိုပေါ့နော် guided meditation နဲ့လည်းမှတ်လို့ရတယ်အဲ့လိုသူတို့ရဲ့ဝင်လေထွက်လေရှူတဲ့ဟာမှတ်တဲ့ဟာနဲ့ YouTube မှာဆိုလို့ရှင်လေဒါ guided meditation လို့ယူရတယ်အများကြီးထွက်လာလိမ့်မယ်အဲ့ဒီတိုင်းပဲမှတ်လို့ရတယ်ဒါအဲ့လိုပေါ့နော်တရားဖျားစာညွန်နေတဲ့တရားမှတ်နေရင်လည်းလို guided meditation ကိုလည်းဖွင့်ထားပြီးတော့လည်းမှတ်လို့ရတယ်ပေါ့ ော်အဲ့လိုစိတ်ငြိမ်းချမ်းအောင်လုပ်ဖို့ကတော်တော်လေးဝယ်အရေးကြီးပါတယ်ဒီချိန်မှာဆိုရင်ကဒီလိုမျိုးပေါ့အရင်ထိခိုက်လိုက်တဲ့လူပဲဖြစ်ဖြစ်ဒါမှမဟုတ်လည်းမထိခိုက်ပဲနဲ့လွတ်မြောက်ခဲ့ရဲဖြစ်ဖြစ်ပေါ့နော်ဘလို့လူမဆိုအကုန်လုံးကဒီချိန်မှာဆိုရင်ကဒီစိတ်ထိခိုက်နေကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့လိုကိုရဲ့ဥပါဒာနဲ့ကိုပေါ့နော်ဘာသာရေးလို့ဖို့လို့ရတယ်ပေါ့နော်အဲကျမတို့ကလည်းဗုဒ္ဓဘာသာဆိုတဲ့အခါကျဗုဒ္ဓဘာသာအတိုင်းပေါ့ဒီလိုခုံတရားဝေဖွင့်တဲ့တရားနာတဲ့နောက်ပြီးတော့ပဋိစိတ်တယ်ပေါ့ဒီလိုမျိုးတွေကတော့လုတ်ဖြစ်တယ်အဲ့လိုမျိုးလဲအဲ့လိုမျိုးနဲ့လဲလုတ်တယ်ပေါ့နော်အမ် ဖြစ်ဘာသာရေးဟိုလူတွေကလည်းဘာကြောင့်ယုံကြည်ကြည်နဲ့လည်းလှုပ်လဲပေါ့နော်အဓိကဒီလိုမျိုးဒီလိုမျိုးစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အခြေအနေတွေဖြစ်လာတဲ့အခါမှာပေါ့နော်ဒီလိုကုသကုစားမဲ့အခြေအနေမှာဆိုဘာသာရေးကိုလည်းကျွန်မကတော့ထည့်ပြောစီခြင်းနဲ့ဘာလို့လဲဆိုတော့လူတွေကဘယ်ရာမှကိုကလက်စုပ်လက်ကမ်းမထားနိုင်ဘူးဘယ်ရာမှကိုကွန်ထရိုးလုပ်လို့မရဘူးအဲ့ခါကျတော့ ိုဒီအချိန်မှာဆိုဒါကိုလုပ်နိုင်တာဆိုလို့ဘာသာရေးပဲရှိတယ်အဲဒီပေါ့နော် scientifically ဒီလိုမျိုးအဲလို့ပြောမလဲ precaution တွေပေါ့နော်အဲ့လိုမျိုးလုပ်เสียရရှိတာအကျိုးတည်းပြင်ဆင်တာဆရာရှိတာတွေဒါတွေလုပ်ထားရမယ်လုပ်ပြီးလို့ရှိရင်အဲ့တော့တကယ်တမ်းစိတ်ကိုဖြေဖို့နေနိုင်မှုဆိုတာအကြတော့ဒါကတော့ ဒီစိတ်ပညာမှာဟောပေါ့နော်ဘယ်လိုပဲဖြစ်နေပါစေဘာသာရေးကတော့အဲ့လိုမျိုးကြီးဟိုအလွန်ကြုံကြီးတရသေးကြီးအရန်ယုံလာတော့တစ်ချိန်လုံးဘာသာရေးတွေပဲအမ်ဘယ်လိုဖြေရေရာတွေပဲအဲ့ဒါတွေကိုပဲတစ်ချိန်လုံးယုံကြည်နေတာကိုပြောတာမဟုတ်ပေါ့နော်အဲ့ဒီလိုမျိုးဒီထေရဝါဒဗုဒ္ဓဘာသာနဲ့ကန့်ညီတဲ့ပေါ့မဟာယာနမဟုတ်ပေါ့ထေရဝါဒဗုဒ္ဓဘာသာနဲ့ကန့်ညီတဲ့ကိုကကိုကိုပြီးတော့မှကိုစိတ်ကိုကိုဒီလိုမျိုးအမ် လေ့ကျင့်ပေးနိုင်မှုပေါ့နော်ဒီလိုမျိုးကိုယ်စိတ်ကိုကိုခံမင်းဖြစ်အောင်လုပ်နိုင်ဖို့ဒီလိုမျိုးတွေတော့လုပ်ပေးရပါမယ်ဒါကတော့အရေးကြီးပါတယ်ပေါ့နော် ခုဆိုရင်တော့မကနားမြင်မဲ့မတက်ပဲနဲ့ဖုန်းချီပြီးပြောနေရတယ်ခေါင်းတော့မနေနဲ့အဲ့လိုရိတ်တိတ်ဖြစ်နေတာလေးပေါ့နော်အဲ့လိုဆိုတော့ဒါကကြတော့လေအကုန်လုံးဒီလိုပေါ့နော်ခံစားရတယ်အကုန်လုံးဖြစ်နေကြတာဖြစ်နေကြတာဆိုတော့ပေါ့နော်ဒီလိုမျိုးတွေခံစားနေရတယ်ဆိုလို့ရှိရင်အဲကျွန်မအရှိမပြောသလိုပဲစိတ်ချောက်ချားတာပေါ့ anxiety တက်တာနဲ့အညီပေါ့နောက်ပိုင်းကျရင်ကြတော့အဲ့လို depression တွေဝင်လာမယ်ပေါ့နော်အဲ့လိုမျိုးလူကအဲ့လို normally အဲ့လို အာ function နေမလုံးနိုင်မင်းနေလိမ့်မယ်ပေါ့နော်အဲ့တော့ဒါကတကူအကုန်လုံးခံစားနေရဖြစ်တယ်အဲ့လိုမျိုးအကုန်လုံးလည်းဒီလိုမျိုးပေါ့အတူတူကြော်ဖြတ်ကြမယ်ပေါ့နော်အဲ့တော့ဆိုတော့အခုအဲ့လိုကိုလုံးကိုစေးတောက်เสียရရှိရတဲ့တောက်နိုးကြားเสียရမလို့ပေါ့အဲ့လိုဘေးနားမှာနိုးကြားမဲလူရှိတယ်ပေါ့ညမဟိမဲလူရှိတယ်ပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်အေးဆေးတော့တာဖြစ်ဖြစ်ပေါ့ဒီလိုမျိုးလေးတွေလုံးလို့ရတယ်ပေါ့နော်အေးဆေးကလည်းအများကြီးဆွတ်တော့စရာမလိုဘူးဒီလိုမျိုးကိုကအခုဆိုကျမဆိုရင်ဒီနေ့ဆိုရင် normal ဖြစ်နေပြီ fashion လေးဖြစ်သွားပြီပေါ့ဖြစ်သွားပြီဆိုရင်စက်မတော့အရင်တော့လေ AC ကတောက်တာလည်းတောက်ပေါ့နော်တကယ်လို့ဒီလိုမျိုး prescription ဆရာဝန်နဲ့ပြပြီးတော့ရရဆိုလို့ရှိရင်တော့အဲဒါပေမဲ့အရင်တော့လေအမကူမီဘူးလို့တဲ့အကူလို့ရှိရင်ကြာသူကနောက်ပိုင်းဆိုကြလဲအဲ့လို AC မတောက်မှမနေနိုင်တာလည်းဖြစ်သွားတတ်တယ်ပေါ့နော်အဲ့တော့ဒီဆေးလေးလည်းတောက်တရားလေးလည်းမှတ်ပြီးလို့ရှိရင်အဲဆိုရင်နှစ်တရက်နှစ်ရက်ပေါ့နော်အလုံးစုံနှစ်ရက်သုံးလောက်ဆိုလို့ရှိရင်တက်တာလာလေး business ရတာပေါ့နော်ဖတိုင်ကိုရတာပေါ့မူးနေတဲ့ဟာကြီးကတက်တာလာပါလိမ့်မယ်